အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကြပြတို့အဖွဲ့ရဲ့ presentation ဖြစ်ပါတယ်ဒီဒီမှာဆိုလို့ရှိရင်မြန်မာကနေထိုင်းအထိတွေးကြုံလာရတဲ့အခက်အခဲတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကြပြတို့အနေနဲ့ဆိုလို့ရှိရင်လမ်းခရီးအခြေအနေပေါ့နော်ပထမအဦးဆုံးကြပြတို့ကအပြည့်စုံမရှိရဖြစ်တဲ့အတွက်ကြောင့်မလို့အောက်လန်ကနေတရားမဝင်နည်းနဲ့လာရပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်နယ်စပ်ထိကိုကားစီးပြီးမှဒီလိုမျိုးတော်တဲ့တောင်တွေကိုလမ်းလျှောက်ပြီးတော့ဖြတ်တန်းခဲ့ရပါတယ်ရှင်နောက်ပြီးလို့ရှိရင်အစားအသောက်ပြဿနာအနေနဲ့ဆိုရင်ကြပြတို့ကကိုယ့်ရဲ့အိမ်မှာဆိုရင်တစ်နှစ်သုံးနှစ်ပုံမှန်ကျမရေနေ ဲ့ညှိမြအောင်စားပေးမယ်ပေါ့နော်ဒီလိုမျိုးလာတဲ့အချိန်မှဆိုလို့ရှိရင်လည်းပေါ့နော်အစားအသောက်တွေပြတ်တာရေတွေမရတာပြီးလို့ရှိရင်တနေ့မှတစ်နေ့ပဲစားရတာအဲ့လိုအခက်ခဲတွေနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်ရှင်ထိုင်းကိုဆဆရောက်ပြီးဆိုတာနဲ့နောက်ထပ်ကြုံရတာကဘာလဲဆိုတော့အစားအသောက်တွေဝယ်ဖို့သွားဖို့လာဖို့အတွက်ဘာသာစကားအခက်ခဲကလုံးဝကိုနှစ်ဖူးတွေ့ဒူတွေ့ကိုကြုံတွေ့ခဲ့ရပါတယ်ရှင် ခုပေါ့နော်ကျွန်တော်မကပြရှင်းပြတဲ့ပထမချက်ပြီးတော့ကျွန်တော်ဒုတိယချက်ရှင်းပြမှာဖြစ်ပါတယ်ခင်ဗျာဒုတိယချက်ကတော့ကျွန်တော်တို့ဘလို့ထိုင်းအောင်ရောက်ပြီပေါ့နော်ကျွန်တော်တို့ဒါဆိုဘလို့ပြောင်းလဲမလဲဖြည့်ရှင်းမလဲအဲ့ဒီပြဿနာတွေကိုကျွန်တော်ကျွန်တော်ကနေဆက်ပြီးတော့ရှင်းပြမှာဖြစ်ပါတယ်ပထမအဆိုမကပြပြောသလိုပဲစားစရာတွေတောက်စရာတွေဝယ်တဲ့ခါဘာသာစကားခက်ခက်ပြီးတော့ကျွန်တော်တို့ပထမအဆိုတစ်ချက်အနေနဲ့အရင်ဆုံးသူ့နိုင်ငံရဲ့ကာချာဖြစ်တဲ့ဘာသာစကားကိုကျွန်တော်တို့စပြီးလေ့လာရတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့လုတ်ကင်တွေဝင်ရတော့မယ်ဒါပေမဲ့ထောက်ထားတယ်မရှိသေးတော့ ကျွန်တော်တို့နီးစပ်ရာအကိုတွေမတွေတငယ်ချင်းတွေဥလေးတွေစီမှာကျွန်တော်တို့လုတ်တွေနဲ့သူတို့ကိုခွေတောင်းတယ်ပြီးတော့သူတို့စီမှာကုညီတောင်းတယ်ဒါဒုတိယချက်ပေါ့နော်နောက်တဲ့တစ်ချက်ကကျွန်တော်တို့ထောက်တာတွေရပြီထောက်တာတွေရပြီဆိုတော့ကျွန်တော်တို့မှကန်တဲ့ agency တွေလုတ်ကန်တွေရှာဖွေရတယ်ဘလို့တွေကုညီလိုက်တောင်းရတယ်ဆိုတော့ပြဿနာလေးတွေခက်ခဲလေးကျွန်တော်တို့ဖြေရှင်းခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါအဘတို့ကြပါလေဆိုတော့အခက်ခဲတွေကိုဘယ်လိုဖြေရှင်းခဲ့လဲဆိုတော့ကျွန်တော်တို့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ကဒီထိုင်းနိုင်ငံရောက်ပြီဆိုတော့လည်းကျွန်တော်တို့က ကျမ်းမရေးကိုဦးစားပေးပြီးတော့ဦးစားပေးပြီးတော့နေထိုင်ရမှာကျမ်းမမှာကျွန်တော်တို့ကအလုတ်ကောက်ကောက်လေးလုံးနိုင်မှာမဟုတ်လို့ပါနံပါတ်2ချက်ကကြတော့အလုတ်ရှာဖွေပေးတဲ့အေဂျင်စီကိုချိတ်ဆက်ရမယ်အဲကျွန်တော်တို့ကဒီထောက်ထားပြီဆိုပြီးဆိုလို့ရှိရင်အလုတ်ကြိမ်တွေကိုရှာဖွေတဲ့ခါမှာဆိုလို့ရှိရင်ဝယ်စားတို့အေဂျင်စီတို့ရှိတယ်အများကြီးရှိတယ်ပေါ့နော်အဲ့ဒီခါမှာအတုပတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကမက်ကယ်တဲ့အင်ဂျင်တွေမက်ကယ်တဲ့ပွဲစားတွေတော့ကျွန်တော်တို့ကရှာပြီးတော့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့လက်တွဲလုပ်ရမှာပါနော်နံပါတ်3ချက်ကကြတော့ အမြဲတမ်းတင်ယူနေရမယ်အာဒီကျွန်တော်တို့ဒီအလောက်ရှောက်ဝေနေတဲ့အပြင်ကျွန်တော်တို့ဒီညဘက်ရောက်လို့ရှိရေကျွန်တော်တို့ဒီဆိုရှယ်မီဒီယာမှာရှိတယ်ပေါ့နော်ဒီတို့တို့ဒီထိုင်းနိုင်ငံရဲ့အဲဘာသာစကားကိုကျွန်တော်တို့က Facebook တို့ YouTube တို့ TikTok တို့ကနေပြီးတော့မှဘာသာစကားကိုအမြဲတမ်းဆက်မပြတ်ပေါ့နော်လေ့လာပြီးတော့တင်ယူနေရမှာပါပါ ကျွန်တော်မနေ့ကတင်ယူခဲ့ရတဲ့သင်ခန်းစာရည်ထဲမှာအသိပညာအများကြီးရခဲ့ပါတယ်ဒီထက်အချက်၃ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ပထမတစ်ခုကလူကုန်ကူးမှုဆိုတာပါတယ်လူကုန်ကူးမှုဆိုတာကရောင်းစားခံရမှာလူကုန်ကူးမှုမြောက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့အလုတ်လားစာတွေကိုအကောင်းဆုံးဖြတ်တာတွေတတ်မှတ်ထားတဲ့အလုတ်ချိန်တွေထက်ပိုပြီးတော့အလုတ်ခိုင်းစေတာတွေနောက်ဒုတိယတတိယချက်ကဒီအတတ်မပြည့်သေးဘဲနဲ့အလုတ်ခိုင်းတာတွေဒါတွေကလည်းလူကုန်ကူးမှုမြောက်စေပါတယ် ဒုတိယချက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ထိုင်းနိုင်ငံရဲ့အလုပ်သမားအခွင့်အရေးတွေလည်းတည်လာခဲ့ရတယ်ပြီးလို့ရှိရင်ဒီဘန်ချီမားရဲ့စကန်အမျိုးမျိုး၅မျိုးကိုလည်းတည်ခဲ့တည်လာခဲ့ရပါတယ်ကျွန်တော်ကြုံတွေ့ရတဲ့ဒုက္ခတွေအားလုံးကိုနောင်လာတဲ့သူတွေမဖြစ်စေဖို့ဆိုလို့ရှိရင်ဒီ MPN ကိုဘယ်လိုအကြံဉာဏ်ပေးရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီအခုလိုမျိုးကျွန်တော်တို့အပြင်မှာတင်ကြပို့ချပေးတဲ့ဒီလိုမျိုးတင်တန်းတွေကိုဆိုရှယ်မီဒီယာမှာလည်းကြဲကြဲပြက်ပြက်လုပ်ပေးတင်ပါတယ်နောက်တစ်ခုကဒီလိုမျိုးပို့ချထားတဲ့ဒီလိုအသိပညာ knowledge တွေကိုလည်းကျွန်တော်ဆိုရှယ်မီဒီယာမှာမျှဝေတင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့ဘေးဘက်ဝန်ကျင်မှာရှိတဲ့လူတွေကိုလည်းတယောက်ချင်းစီလိုက်အာတကူတက်နိုင်ရဘက် sharing လုပ်ပေးသင့်ပါတယ်ဟုတ်နောက်တစ်ခုကကြတာဒီလူအများကြီးသိအောင်ဒီလူမျိုးကိစ္စရောလူတွေအများကြီးသိအောင်လို့လည်း awareness ဖြစ်အောင်လို့လည်းကျွန်တော်တို့ပြောပြသင့်တယ် sharing လုပ်ပေးသင့်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ